ကိုရီးယားရောက်လူငယ်တယောက်ရဲ့နောက်ဆုံးမှာတန်းအားလုံးမင်္ဂလာပါမင်းနျူးချန်နယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါရင်တကယ်တော့ပြီးပါရောက်လူငယ်တွေရဲ့ပွားပွားကလည်းမလွဲကူပါဘူးမကြမ်းမာရင်တော့အလုံးလုံးမရမယ်ဆိုတဲ့အသည့်ကလူငယ်တိုင်းရဲ့စိတ်ထဲမှာရှိနေပြီးသားဖြစ်လို့ကျမ်းမာရေးထက်ဝမ်းရည်နေရေးကိုဦးစားပေးနေရသူတွေပုံများပါ යි ခုတခါမှလည်းလူငယ်လေးတယောက်ကတော့သူ့လိုအဖြစ်မျိုးနောက်လူတွေမခံစားရအောင်နဲ့ပြိပသွားရတယ်ဆိုရင်အဆင်ပြေနေရမထင်ကြရအောင်သူ့လိုမဖြစ်ရအောင်ခုလိုပြပြလာပါ යි ဒီကောင်လေးကတော့အသက်23နှစ်ဖြစ်ပြီးကိုရီးယားကို2023ခုနှစ်ကုလပိုင်းမှာရောက်ခဲ့ရပါသူကအင်ချွန်းမှာရှိတဲ့ကျောင်းရင်ကျောင်းမှာ language student အနေနဲ့ရောက်ခဲ့တာဖြစ်ပြီးမြောင်းမြဇာတိဖြစ်ပါတယ်။ကောင်လေးကတော့မြန်မာပြည်ကနေလည်းခက်ခက်ခဲခဲလာရတာမို့ကိုရီးယားဆက်ဆံရောက်တော့ပတ်စံလေတိတ်မပါခဲ့ဘူး။စောင်းဆိုတော့လိုအပ်တာဝယ်ချမ်းရနဲ့ပါလာလာလေးတွေခဏလေးနဲ့ကုံသွားခဲ့ရတယ်။အဲ့ဒီကနေတနေ့အတိကခေါ်တဲ့ထမင်းပူးဆက်ရုံမှာအလုံဝင်လုပ်ခဲ့ပါ යි ။နေ့လယ်စနစ်ကနေညနေ6အထိကြောင်းတက် ည၈ကနေမနက်၆ထိညဆိုင်အလုပ်စင်ရတယ်။တနေ့၃-၄နာရီပဲအိပ်စက်ရပါတယ်။ဒီစက်ရုံမှာလူတွေကစက်ရုပ်လိုပဲအပြုံးရယ်မရှိ အလုပ်တွေအချိန်မီပြီးစီးဖို့ဆဲဆိုအောင်ဟဲ့ပြီးဖိအားပေးရသူတွေကြားတဲ့ကိုအလုပ်ကိုစီလုပ်နေကြရတယ်။ဒါကတော့ကျွန်တော်ရဲ့ပထမဆုံးကိုရီးယားရအထွေကြောင့်မှာအဲဒီကနေနောက်ပိုင်းမှာတော့အလုတ်ပြင်းမှန်းတော့တီးတက်နေဖို့အခန်းကားလိုက်ပိုင်အလုတ်တွေနဲ့အစင်မပြေတစ်ခုပြီးတစ်ခုပြောင်းလိုက်အထုတ်ခံလိုက်ရလိုက်အနှိမ်ခံလိုက်ရနဲ့လူမျိုးသားတယောက်ဖြစ်တဲ့သူ့အဖို့တကယ်ကိုခက်ခဲခဲ့ပါ යි နောက်တော့ကျောင်းစိတ်ကျမ်းမာရေးအမခန်အိတ်ခန်းခရီကြောင့်ငွေပိုလိုအပ်လာတော့မြန်မာဆိုင်ကနေထွက်ပြီးကိုရီးယားနယ်ပယ်မှာအလုတ်တိရှာရတော့တယ်အင်္ဂါနေ့အသွားတနအိအပြန်တနအိခီးနဲ့ကိုရီးယားဆိုင်မှာပကံစီအနေနဲ့အလုံရှာခဲ့တယ်။ကျောင်းတက်ကျောင်းစင်ပြီးရင်အလုံတန်းပြရတယ်။ဆိုင်ကဧည့်သည်အရန်ကြရင်ပြင်ပမတ်လောက်ရပါ යි ။အင်ရောက်ရင်ခြေကောင်းလက်ပန်းကျပြီးပညာရေးအတွက် စာရီမကြည့်နိုင်တော့ဘူး။လူကအာမရှိတရှောင်ရှောင်ဖြစ်လာတယ်။ကျောင်းလဲမမှန်မတန်နိုင်တော့ဘူး။ဒါကြောင့်ရက်တီရေးအတွက်တလန်မဲရွေးဖို့ ကျောင်းထွက်ပြီး G1 ဗီဇာပြောင်းလိုက်ပါဒီလိုနဲ့အလုံမေးလို့ရင်ကျမ်းမာရေးပို့ထီလာခဲ့တယ်လူဝချူချလာတော့ဈေးကန်ပြလိုက်အလုံပြလိုက်နဲ့မေးကူရင်ငွေကုန်လူပင်ပန်းဖြစ်လာတယ်ဘော်ဒီဝိတ်လည်းပိုပိုကျလာတယ်အလုံပြက်ပြန်များလာတော့ညိုညင်ခံရတယ်ဈေးကုတ်ကလည်းများတော့အကျွေးတင်ခဲ့တယ်အလုံကလည်းထွက်လိုက်ရတော့ဈေးကန်လည်းဆက်မပြနိုင်တော့ပါဘူး မိသားစုလည်းကျွန်တော်အသားကြီးမို့အမေနဲ့ညီမလေးဘဝရည်တည်နိုင်ဖို့ကျွန်တော်တာဝန်မို့စွမ်းတလောက်ကြိုးစားခဲ့ပါ යි ဒီလုံနဲ့အလုပ်တွေထပ်လိုက်ဝင်လိုက်နေအလုပ်သင့်ရှာနေရင်ခါကြိုက်ဝေဒနာပိုပိုဆိုးလာခဲ့ပါ යි နောက်ပိုင်းမထိုင်နိုင်မထနိုင်ဖြစ်ချောင်းဆိုးလာတယ်ရင်ဘတ်တွေနာလို့စီကံပြချိန်မှလည်းအယုတ်ရောင်လာပါဆိုပြီးဆရာဝန်ကပြောခဲ့ပါ යි အဲဒီကနေတက်တာလာတော့အလုပ်လုပ်နေရင်ကနေတနေ့ဘိုက်အောင်ဝေဒနာထပ်ခံစားလာရပါ යි တီးခံရင်ကနေခွေကြဲတိဖြစ်လာတော့ညဘက်တငယ်ချင်းအကူကြီးနဲ့စီးရုံပြေးခဲ့ရပါ යි ဇေယျဘက်ကဓာတ်မှန်ရိုက်ပြီးမျက်နာပြက်စွာနဲ့တခြားဇေယျအမြန်သွားဖို့ပြောခဲ့ပါ යි ။ဘာသာစကားအခက်အခဲကြောင့်အကြောင်းရင်းကိုမသိခဲ့ရပေ။ဒါကြောင့်မြန်မာကအတိအကျဝင်စီချက်ချင်းဆက်သွယ်ခဲ့ပြီးသိလိုက်ရတာကအစုံမှာပြဿနာရှိပြီးအသက်အန္တရာယ်ရှိနေခဲ့ပြီးဒါကြောင့်ညွန်တဲ့ဇေယျကိုအမြန်တက်ဓာတ်မှန်ရိုက် CD ရိုက်ပြီးအပြေရှာပြီးနောက်ဆုံးမှာတော့အစုပ်ကင်စာ နောက်ဆုံးအဆင့်ရောက်ခဲ့ပြီးတလပဲအသက်ရှင်တော့မယ်လို့တီးခွင်ရခဲ့ပါ යි ။ဇေယျဝင်ကတော့စိတ်ခိုင်ခိုင်ထားပါကင်စာဖြစ်နေပြီလို့ပြောပြခဲ့ပါ යි ။ ယောဂအဖြစ်တည်လိုက်ရတဲ့အချိန်မှာတော့ကင်စာဆဲရီကဒီကုလုံးပြတ်နေခဲ့ပြီးဆေးရလက်အရာတလားခံမနေရတော့မေအာမပြက်ခင်အိမ်အမြန်ပြန်တည်နေလို့ဆိုပါ යි ဒါပေမဲ့လည်းကျမကြီးအတွက်လည်းစိတ်ပူနေရတယ်လို့ငွေကြီးစုထားတာလေးတွေလည်းကုန်ပြီမို့ခုလိုအကူအညီတောင်းခဲ့ရတာပါအဲ့ဒီကနေအားလုံးရဲ့အကူအညီနဲ့မနှက်ပြန်ဒီနိုင်ငံကိုထားခဲ့ပြီးအမိမြေကိုပြန်ပါမေကြန့်ရှိနေတဲ့အချိန်လေးတွေမှာမိသားစုနဲ့အတူအိမ်လေးနဲ့ပျော်ပျော်ပါပါနေကြမှာ යි ာရုမန္တမအတွက်အစိုးရကအကောင့်တခုကတော့အိမ်နောက်ကြီးလမ်းခွဲထားတဲ့အဖေနဲ့အမေလေးတားနေမကောင်းတာနဲ့ပြန်အစင်ပြေးလိုက်ကြပါ යි ။ဘာပဲဖြစ်ဖြစ်ပြည်ပရောက်မြန်မာညီကိုမန္တမတွေလည်းကျမ်းမိုင်းနဲ့မိသားစုပြုခွဲတဲ့အတန်မလွဲပါဘူး။အသက်ငယ်ပြီးတောင့်ခံနိုင်တိုင်းမတန်မာကြပါနဲ့။အလုံးလဲလုံးအနာယူအဟာရရှိရှိစားပြီးကျန်းမာရေးလဲစစ်ဆေးကြည့်စီလိုပါ යි ။ပြည်ပမှာအလုံးလုံးနေကြလူငယ်တွေအတွက်ပါအလုံးလုံးရုံးကန်နေရတဲ့ပုံဝရီကလက်တွေ့မှာမလွဲပါဘူး။ အလုံးလုတာလေးလုတာပါပဲ။ကျမ်းမာကြီးလည်းဂရုစိုက်ပုံလိုတယ်။ပစံတစ်ခုတည်းကြည့်လို့မရဘူး။ဒီမောင်လေးအဖြစ်ကိုနမူနာယူပြီးနေတတ်အောင်နေကြပါ။ဒီလူငယ်လေးလည်းအញ្ញံဆုံးတက်တာဖို့ဆူတောင်းပေးလိုက်ရပါ යි ။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။နောက်ဆုံးထွက်သက်မတိုင်ခင်ညီဖြစ်သူလိုချင်ခဲ့တဲ့အရာကိုဖြည့်ဆည်းပေးသွားခဲ့တဲ့အကိုအလုံးမေမင်္ဂလာပါ။ Menu Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါ යි ။ဒီညီကိုနှစ်ယောက်ကတော့တကယ့်ကိုချစ်စရာကောင်းတဲ့အပြုမူလေးတွေနဲ့ အကိုကလည်းအကိုကြီးတော့အဖရာပိသားကြောင့်ပြတ်သွားသလိုညီလေးကလည်းချစ်ချင်းမြတ်တာကိုသူတို့ညီကိုမြောက်ကဘလောက်ချစ်ကြောင်ဖော်ပြလိုက်သလိုပါပဲဒါကတော့အယုကင်စာယောဂါကိုခံစားနေရတဲ့အသက်15နှစ်အရွယ်မလေးရှားကောင်လေးဟာသူ့ရဲ့နောက်ဆုံးထွက်သက်မတိုင်ခင်မှာတော့သူ့ညီလေးလိုချင်ခဲ့တဲ့အရာကိုဖြည့်ဆည်းပေးသွားခဲ့ပါတယ်။သူနဲ့ပတ်သက်တဲ့ TikTok ဗီဒီယိုဟာဆိုရင်လူမှုကွန်ရက်အသုံးပြုသူတွေရဲ့ရင်ထဲကိုထိစေခဲ့ပါတယ်။မူဟာမက်ဆာဖရန်ဟာဒီဆိုတဲ့အဲ့ဒီကောင်လေးဟာသူ့ညီလေး ID ဟာစီရဲ့မွေးနေ့မှာ ID လိုချင်တဲ့ iPhone ကိုလက်ဆောင်ပေးခဲ့ရပါသူညီလေး iPhone လိုချင်ခဲ့တာကိုသူသိရတဲ့အတွက် surprise ဖြစ်သွားအောင်အခုလိုလက်ဆောင်ပေးခဲ့ရပါညီဖြစ်သူကလည်း one and one သာမျက်ရည်တွေကြားခဲ့ရပြီးအိမ်တွေကသူတို့အတူရှိခဲ့တဲ့နောက်ဆုံးအခိုက်အတန့်ဖြစ်ခဲ့ပါတယ်ဒီလိုနဲ့ညီလေးလိုချင်တဲ့လက်ဆောင်ကိုပေးပြီး나이အနှဲငယ်အကြာမှာတော့ safran ကတည်ဆောက်သားခဲ့ပါတယ် ဒါကြောင့်ပဲ TikTok ဗီဒီယို caption မှာမိဖြစ်သူအတွက်ရည်ညွှန်းပြီးရေးခဲ့တဲ့စာကဖဖေနဲ့မေမေပြီးရင် idea ကျွန်တော်အဖို့ပြပေးပြီး GIF site ကြောင့်သူတရားပါကျွန်တော်အိပ်ဖို့လိုတဲ့အချိန်ကျွန်တော်ဘောလုံးကင်ကျင်တဲ့အချိန်ဂိမ်းဆော့ကျင်တဲ့အချိန်ရှိနေပြီးခဲ့တယ်။အရာအလုံးအတွက်သူရှိနေပြီးခဲ့တယ်။အခုနှစ်မှာဘယ်တော့မှတွန့်တော်ခြင်းမရှိဘဲအမြဲရှိနေပြီးရဲ့ညီလေးအတွက်ချစ်ချင်းမြတ်တာပေါ်ပြတဲ့အနေနဲ့ဖုန်းအသစ်ပေးခြင်းခဲ့တယ်။ပျော်ရွှင်ပွင့်မွေးနေ့လေးဖြစ်ပါစေ။ ID ဟာစီတက်မာပြီးတစ္ဆာရှိပြီးရဲ့ညီလေးဖြစ်ပေးရဲ့အတွက် ကျေးဇူးတင်ပါတယ်အရင်အရင်ချစ်ပါတယ်ဆိုပြီးနောက်ဆုံးထွက်သက်မတိုင်ခင်ညီဖြစ်သူလိုချင်ခဲ့အရာကိုဖြည့်ဆည်းပေးသွားခဲ့တာပဲဖြစ်ပါတယ်ဒီညီကိုရီကိုကြည့်ပြီးအားလုံးပဲကိုဗီနာကလူတွေကိုအနားမှာရှိတော့မှချစ်ပေးကူးဆိုင်ပေးကြပါနေ့မြင်ညပြောင်းအချိန်ကာကြီးမှာအချိန်မရွေးခွဲခွာသွားရနိုင်တာမလို့အချိန်ရှိတိုင်းမိသားစုတွေချစ်ချစ်ခင်ခင်စီစီလုံးလုံးနေကြပါ တိုင်းငယ်လေးလဲလောင်ဘဝရီမှာတက်ရှိကျမ်းမာစွာနဲ့စစ်တော်မိသားစုနဲ့ပျော်ရွှင်စွာနေနိုင်ပါစေကလေးရေအဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ကိုရီးယားရောက်လူငယ်တယောက်ရဲ့နောက်ဆုံးမှာတန်းအားလုံးမင်္ဂလာပါမင်းညူး channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်တကယ်တော့ပြီးပါရောက်လူငယ်တွေရဲ့ဘဝကလည်းမလွဲကူပါဘူးမကြမ်းမာရင်တော့အလုံးလုံးမရမယ်ဆိုတဲ့အသီးက လူငယ်တိုင်းရဲ့စိတ်ထဲမှာရှိနေပြီးသားဖြစ်လို့ကျမ်းမာရေးထက်ဝမ်းရည်နေရေးကိုဦးစားပေးနေရသူတွေပိုများပါ යි ခုတခါမှလည်းလူငယ်လေးတယောက်ကတော့သူ့လိုအဖြစ်မျိုးနောက်လူတွေမခံစားရအောင်နဲ့ပြိပသွားရတယ်ဆိုရင်အဆင်ပြေနေရမထင်ကြရအောင်သူ့လိုမဖြစ်ရအောင်ခုလိုပြပြလာပါ යි ဒီကောင်လေးကတော့အသက်23နှစ်ဖြစ်ပြီးကိုရီးယားကို2023ခုနှစ်ကုလပိုင်းမှာရောက်ခဲ့ရပါသူကအင်ချွန်းမှာရှိရဲကျောင်းရင်ကျောင်းမှာ language student အနေနဲ့ရောက်ခဲ့တာဖြစ်ပြီးမြောင်းမြဇာတိဖြစ်ပါ යි ။ကောင်လေးကတော့မြန်မာပြည်ကနေလည်းခက်ခက်ခဲခဲလာရတာမို့ကိုရီးယားဆက်ဆာရောက်တော့ပတ်စံလဲတိတ်မပါခဲ့ဘူး။စောင်းဆိုတော့လိုအပ်တာဝယ်ချမ်းရနဲ့ပါလာလာလေးတွေခဏလေးနဲ့ကုန်သွားခဲ့ရတယ်။အဲ့ဒီကနေတနေ့အတိကခေါ်တဲ့ထမင်းပူးဆက်ရုံမှာအလုံးဝင်လုပ်ခဲ့ပါပြီ။နေ့လယ်စနေကနေညနေ6:00အထိကြောင်းတက်ညာ၈ကနေမနက်6:00အထိညဆိုင်အလုပ်စင်ရတယ်။တနေ့3-4နာရီပဲအိပ်ဆက်ရပါပြီ။ ဒီဆက်ရုံမှာလူတွေကဆက်ရုပ်လို့ပဲအပြုံးရယ်မရှိ အလုပ်တွေအချိန်မီပြီးစီးဖို့စဲစုံအောင်ဟဲ့ပြီးဖိအားပေးတဲ့သူတွေကြတဲ့ကိုအလုပ်ကိုစီလုပ်နေကြရတယ်ဒါကတော့ကျွန်တော်ရဲ့ပထမဆုံးကိုရီးယားရအထွေကြောင့်မှာအရိကနေနောက်ပိုင်းမှာတော့အလုပ်ပြင်းမှန်းတော့တီးတက်နေဖို့အခန်းငါလိုက်ပိုင်အလုပ်တွေလည်းအစင်မပြေတစ်ခုပြီးတစ်ခုပြောင်းလိုက်အထောက်ခံလိုက်ရလိုက်အနှိမ်ခံလိုက်ရနေလူမျိုးသားတယောက်ဖြစ်တဲ့သူ့အဖို့တကယ်ကိုခက်ခဲခဲ့ပါတယ်နောက်